တွေ့တာတော့မသိပါဘူးဖြစ်နိုင်တယ်စင်ကာယဟန်တွေအဆောင်အများကြီးနဲ့တွေ့ဖို့ပါတယ်ဒါပေမဲ့ဖျားစုပေါင်းစုပန်းထားတယ်ဆိုတာထေရဝါဒမှာမသိချပါဘူးမသိချပါဘူးတချို့ကစုပန်းထားတာတချို့ကအမ်ဆာဖီယာဖြစ်ချင်တယ်ယဟန်တော့မဖြစ်ချင်ကြပါဘူး yeah အမထုတ်ချင်ကြပါဘူးရှင်ဖျားဟိုကတပည့်တော်နောက်ထပ် အရှင်မြတ်ရင်ပြောပါဗျာတော့ထဲမှာလဲအာတွားပြီးတော့အမထုတ်ချင်ကြပါဘူးအဲ့ဒါဥစဉ်တင်တဲ့အဲ့လိုဆိုရင်ဖီယာလောင်းတွေမဟုတ်ပါဘူးလို့ဖြစ်နေချေပုံမြင်ပါတယ်ရှင်ဘာကြောင့်လဲဆိုတော့ဖီယာလောင်းတွေကမြစွာဖီယာရဲ့တာသနာတော်တွေမှာယဟန်ဝါကြမယ်ဆိုလို့ရှိရင်တော်လဲအာထွက်ကြတယ်အဲ့ဒီတကောလဲရကြပါတယ်နော် ဲ့တော့အခုမြစွာဖရာရဲ့သာသနာတော်ရှိသေးတယ်ဆိုလို့ရှိရင်ယနေ့ခေတ်မှာဖရာလောင်းတွေဆိုရင်တော့ယဟန်တွေဝါကြလိမ့်မယ်တော်ထွက်ကြလိမ့်မယ်အီဒီတကိုရာကြလိမ့်မယ်အာဒါပေမဲ့အမ်အာဖရာလောင်းတွေကမြစွာဖရာရဲ့သာသနာတော်မှာမြစွာဖရာမရှိတဲ့အခါမှာလူဘဝကြရာကြလားဆိုပြီးတော့အာပြန်မေးเสียရှိပါသေးတယ်နော် ဲ့ဒါဦးဇင်းတို့စာပေမှာမရှိပါဘူးအာတကယ်တော့အာဖီယာလောင်းတွေကမြတ်စွာဘုရားရဲ့တာသနာတော်မှာဆင်မြတ်စွာဘုရားတက်တော်ထင်ရှားမှာသူတို့ကလူဘဝရကြတယ်မြတ်စွာဘုရားတက်တော်ထင်ရှားမဟုတ်ဘူးဆိုလို့ရှိရင်မဖြစ်ဘူးဆိုရင်တာသနာတော်မှာအာလူဘဝရတာဆိုတာဥစဉ်ကတော့မတွေ့ဖူးသေးဘူးနော်အဲ့ဒီအခါမှာသူတို့ကနာတို့ပြမားတို့ဖြစ်ဖို့မြင်ရပါတယ်ထင်တယ် နော်တရိစ္ဆာန်လည်းဖြစ်နိုင်ပါဓမ္မအာတလွဲဖြစ်သွားပြီလေဘာကြောင့်မြတ်စွာဘုရားတတော်ထင်ရှားမှာဒီမဖြစ်ပဲနဲ့အခုဆိုတော့နောက်ကြပြီဖြစ်သွားတာလဲဆိုပြီးတော့အာဦးဇင်ဘက်ကစေဝန်စားပါတယ်နော်ဓမ္မအာစာပေမှာတော့အလိုအခုအကားတော့လောလောဆယ်မတွေ့ရသေးဘူးဒါဆိုဦးဇင်တင်တဲ့တက္ကရာကမရုကမြတ်စွာဘုရားမှာ အာမတိန် အာအမဒင်ရထားပြီးသားဖီယာလောင်းတွေကိုဥစဉ်ထင်တဲ့အာဒီနေ့လူလောကမှာမတွေ့တော့ပါဘူးလို့ဥစဉ်ကဆိုရင်ပါနော်မရှိတော့ပါဘူးနော်အမဒင်မရထားသေးတဲ့ဖီယာလောင်းဆိုတာရှိသေးတယ်နော်ဒါပေမဲ့သူကဖီယာလောင်းအစ်စ်မဟုတ်ပါဘူးသူကဖီယာလောင်းလောင်းဖီယာလောင်းလောင်းနော်အဲ့လိုဖီယာလောင်းလောင်းတွေဆိုရင်နော်မဟာယာနမှာအမြင်ရှိပါတယ် ်မဒီဖျာလောင်းလောင်းတွေကတကယ်ဖျာလောင်းလောင်းတွေလားဒါမဟုတ်သူတို့ကယဟမဝါချင်းလို့ဖျာလောင်းလောင်းလို့တာလားဒါမဟုတ်သူတို့ကအာကာမဂုဏ်တွေအများကြီးအာလုံးမဲအာတအားကြီးအထုစရာမလိုဘူးဆိုပြီးတော့ဖျာလောင်းလောင်းလို့ကြာလားဆိုပြီးတော့ပြန်အာမေးစရာရှိသေးတယ်ဒီလန်ကာနိုင်ငံမှာရှင်ဟောင်းရိုးရရှိခဲ့ပါတယ်ပြင်းမင်းကြီးကိုပြင်းမင်းကြီးကိုလာပြီးတော့ ပြင်းမင်းကြီးရဲ့ပြင်းမင်းကြီးကနေ9တောင်ကြပြီးရင်မြတ်စွာဘုရားဖြစ်ဖြစ်အောင်မယ်တဲ့အဲ့တော့ပြင်းမင်းကြီးကတော့ flutter လောက်တယ်နော် flutter ဆိုတာမြန်မာလိုပြောခေါ်ညောင်ပြရပါဗျာအော်ညောင်ပြရပါမြေနာချူသွေးတယ်ခាយဝါယာလောက်တယ်ဟောမြောက်ပက်တယ်အဲ့ဒီတော့အမ်အဲ့ဒါတော့ရှိခဲ့ပါတယ် အမ်တိလန်ကနိုင်ငံမှာတခါတလေဒီလိုကြောက်ကလှူတာဆိုတာရှိပါတယ်အဲ့တော့ယဟန်တွေကတိလန်ကနိုင်ငံမှာတော်တော်များများကဒီလိုကြောက်ကကိုလှူကြပါတယ်နော်အနေမကောင်းတဲ့လူတွေကိုလှူကြပါတယ်ယဟန်တွေကိုလှူတာတော့မကြရပါဘူးဖြစ်နိုင်တယ်နော်ဒါပေမဲ့သူတို့ကလှူတာကဒီစီယုံမှာလှူတယ်လေဒါဆိုဒီလူကလိုအလိုဆိုပြီးတော့သူတို့လှူတာမဟုတ်ပါဘူးအခုတခါတည်း ကြောက်ကတွေလိုတယ်ဆိုပြီးတော့ယဟန်တွေကကြားပြီးတော့သူတို့ကြောက်ကပြည်တယ်ဘယ်သူကရမလဲဆိုတာသူတို့ကမသိဘူးထင်တယ်နော်အဲ့ဒီတော့အဲ့ဒါအနည်းဆုံးတစ်ခါတော့ဖြစ်ဘူးတယ်ယဟန်တွေအများကြီးကသူတို့ကြောက်ကအာနှစ်ဖက်မှာတစ်ဖက်သူတို့လိုလိုက်တယ်အဲ့တော့သူတို့ကလှူတာကအထေကာအကြောင်းကဖျားလောင်းပြီးဖြစ်နေလို့လှူကြတယ်တဲ့ဒါပေမဲ့အဲ့ဒီကြောက်ကကိုဒီလိုလှူလိုက်တဲ့ယဟန်တစ်ပါးနဲ့ဦးစင်းကထင်တယ်မတွေ့ဖူးသေးဘူး ော်မတွေ့ဖူးသေးဘူးဖြစ်နိုင်တယ်ပြမဲ့မသိပါဘူးအဲ့တော့အဲ့ဒီကြောက်ကလှတဲ့ကိစ္စဒီလန်ကန်နိုင်ငံမှာနည်းနည်းလေးအာလီလီနည်းနည်းဖြစ်သွားပါဘူးနော်မဆိုတော့ကြောက်ကလှပြီးတော့အကုံလုံးကလှတာကဖီယာလောင်းဖြစ်ချင်းနဲ့ကုတော်လုတ်ချင်းနော်အဲ့ဒါတော့တူပါတယ်ဒါမဲ့မတူတာကကြောက်ကလှပြီးရင်အဖြစ်အပျက်အဲ့တော့တချို့ကကြောက်ကကိုလှလိုက်ပြီးတော့ချမ်းသာတယ်အကုံလုံးအဆင်ပြေတယ်ပါမှအခက်အခဲမှမရှိပါဘူး ဒါပေမဲ့တချို့ကအာကြောက်ကတစ်ဖက်ကိုလိုလိုက်ပြီးတော့သူတို့ကပြီးတော့အမတန်နဲ့မကောင်းဘူးပြဿနာအကြီးကြီးဖြစ်သွားတယ်။အဲဒါကြောင့်သီလင်္ကာနိုင်ငံမှာဆေရောကြီးတွေကဓာတ်တယ်။အဲ့လိုမလှူရပါဘူးတဲ့။အဲ့လိုမလှူတင်ဘူးဆိုပြီးတော့ရဟန်းတွေကဘာဖြစ်ဖြစ်လှုပ်ချင်တာလေလှုပ်မှာပေါ့နော်။ဒါပေမဲ့တချို့ဆေရောကြီးတွေကဓာတ်ကြတယ်ပေါ့နော်။အဲ့လိုမလှုပ်ကြနဲ့ဆိုပြီးတော့အဲ့ဒါအာအစမပြပါဟုတ်ကိုသာသနာတော်မှာဆိုလို့ရှိရင် တရားတွေမလှူရဘူးတရားအထုတ်ရမယ်လို့သူပြောကြတာเนาะအဲ့ဒါတော့ရှိပါအဲ့ဒါတော့တိရိနေကနေမှာရှိမြန်မာနိုင်ငံမှာမြန်မာနိုင်ငံမှာနည်း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 ပြောင်းပြန်ပေါ့မြန်မာနိုင်ငံမှာကြာဖူတာကယဟန်တပါကသူကလက်ချောင်းကိုဖျက်လိုက်ပြီးတော့အဲ့ဒီအပေါ်မှာဇတိဆောက်ခိုင်းတယ်အဲ့ဒီအာယဟန်ရဲ့လက်ချောင်းပေါ်မှာဇတိဆောက်ကြပြီးတော့ အာတန်ခနာရကအဖွဲ့ကဆယ်ရကြီးရရလာပြီးတော့ဇီဒီကိုဖျက်ပြစ်လိုက်ပြီးတော့ယဟန်ကိုတရားဟောခွင့်ပေးပြီအဲ့မြန်မာနေရမြန်ဒီလင်ကနိုင်ငံမှာဆိုလို့ရှိရင်အမှန်တကျကြမယ်အမှန်အစဉ်ပြေတယ်မြန်မာနိုင်ငံမှာမရဘူး အရှင်ဖျားဟောပါလေတချို့ယဟန်ကသဗ္ဗညုတဉာဏ်ရပါစေဆိုပြီးတော့ဆုတောင်းတာပြီးတော့ကြားပူပါတယ်တချို့ယဟန်တွေကြတော့ဗောဓိဉာဏ်ရပါစေပေါ့နော်အဲ့အဲ့ဒီယဟန်တွေရဲ့ကပိယတွေပြီးတော့သူတို့ရဲ့အသိမိတ်ဆွေတွေကကြတော့ဗောဓိဉာဏ်ရဲ့အထောက်ပံ့ရပါစေသားဆိုပြီးတော့ဒီလိုဆုတောင်းတာတော့တပြီးတော့ကြားပူပါအဲ့ဒီသဗ္ဗညုတဉာဏ်ရပါစေအော်ဗောဓိဉာဏ်ရပါစေဆိုတော့အတူတူပဲလားဖျားဖျားစုပန်တာပဲလားဗျာဟုတ်အဲ့ဖြစ်မှာတခြား ရှိဖို့မစဉ်းစားတာဘူး။ဘုရားစုပန်းလာတာဖြစ်လိမ့်မယ်။ကျေးဇူးတင်ပါတယ်ဗျာ။ဒါရီဒါရီဒါရီပါဗျာ။